ရေးစဖွဲ့ဝင်နိုင်ငံတွေဟာအခြားနိုင်ငံတွေဒါမှမဟုတ်အခြားနိုင်ငံတွေရဲ့ငွေကြေးတွေကိုပြင်ပထားခြင်းမရှိကြောင်းကရင်မလင်ပြောရေးဆိုခွင့်ရှိသူဒီမီထရီပတ်စကော့ကပြောကြားခဲ့တယ်လို့တာစတင်းဌာနကဖော်ပြခဲ့ပါဗျာ။ ဘရစ်ဖွဲ့ဟာအမေရိကန်ရဲ့ဒေါ်လာငွေကြေးကိုရောပါးစေဖို့လှုံ့ဆော်နေတယ်ဆိုတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့မန်ချက်စတာကိုပတ်စကော့ကညင်းဆိုတဲ့အနေနဲ့အခုလိုပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ဒီဖွဲ့ကတတိယနိုင်ငံတွေဒါမှမဟုတ်တတိယနိုင်ငံတွေရဲ့ငွေကြေးတွေကိုပြစ်မှတ်ထားဖို့အစီအစဉ်တွေဘယ်တော့မှမရှိခဲ့ပါဘူး။ဒီဖွဲ့ဟာအဖွဲ့ဝင်နိုင်ငံတွေရဲ့ပြည်သူတွေရဲ့အကြိုနဲ့တာယာဝါပြောရည်တည်ငြိမ်ရေးတွေအတွက်အပြည့်အလဲပူးပေါင်းဆောင်ရွက်တဲ့ဘုံသဘောထားနဲ့အတူဖွဲ့စည်းထားတာဖြစ်ပါတယ်လို့ပတ်စကော့ကပြောကြားခဲ့ပါတယ်။ ဒီသဘောထားကိုအဖွဲ့ဝင်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေနဲ့အရာရှိတွေပါဝင်တဲ့ BRICS အစည်းအဝေးတွေမှာဆုံးဖြတ်ခဲ့တာဖြစ်ပြီးဒီသဘောထားကိုနားလည်ဖို့အလွန်ရေးကြည့်တယ်လို့သူကဆိုပါတယ်အစောပိုင်းမှာ Trump ကတော့ BRICS အဖွဲ့ဟာဒေါ်လာကိုတိုက်ခိုက်နေဆောင်နဲ့ BRICS အဖွဲ့ဝင်နိုင်ငံတွေကိုကုန်သွယ်ကုန်တွေတိုးမြင့်မယ်လို့ချိန်ချောက်ခဲ့ပါတယ် BRICS အဖွဲ့မှာဘရာဇီးရုရှားအိန္ဒိယတရုတ်တောင်အာဖရိကအီဂျစ်အီသီယိုးပီးယားအင်ဒိုနီးရှားအီရန်နဲ့ UAE နိုင်ငံတို့ပါဝင်ပါတယ်